ျော်ဝတ်ချမ်းသာဖို့အတွက်ကပညာပဲဖြစ်ရတာလေဟုတ်ပြီဆရာဝန်ကြီးအင်ဂျင်နီယာတွေရှိမယ်နိုင်ငံခြားကနေចောင်းအာចောင်းကြီးចောင်းကောင်းမှာပြီးထားတဲ့သူတွေကတော့အာโอเคចောင်းပြီးပြီးချင်းမှာအဲတခါတည်းလာစာတန်းရတယ်ဒါပေမဲ့တချို့ကကြတော့မိသားစုအခက်ခဲကြောင့်ပညာမသင်ရတဲ့သူတွေရှိရဘဝအခြေအနေမျိုးမျိုးပေါ်အခြေဆုံးတော့ဟုတ်တယ်မလားအဲ့တော့အဲ့လိုမျိုးလူမျိုးတွေကိုလည်းမချမ်းသာနိုင်ဘူးလားဆိုချမ်းသာနိုင်တယ်ဒါပေမဲ့ပညာသင်ရမှာပေါ့ ကိုဈေးရောင်းနေတယ်ဘာလို့ဈေးရောင်းမကောင်းတာလဲမရောင်းတတ်လို့ပေါ့ကြုံညာမတင်တတ်ဘူး customer စကားမပြောတတ်ဘူးတီချာပြောတယ် okay เนาะတီချာတင်ပေးလိုက်တယ်ဒီလိုဈေးရောင်းနေတယ်ဆိုလို့ရှိရင်မအောင်မြင်ဘူးဒီလိုဈေးရောင်းနေလို့မအောင်မြင်တာဖြစ်တဲ့အတွက်ကိုယ့်ရဲ့အတုပ်ရောင်းနေမလားအတုပ်ရောင်းနေဆိုရင်အဲ့ဒီအတုပ်ခုံပေါ်မှာရှိတော့ပစ္စည်းတွေကိုဒီလိုဒီလိုထားပါဒီလိုဒီလိုပြောင်းလိုက်ပါဒါပေမဲ့မပြောင်းနေဘူးဘာလို့မပြောင်းနေတာလဲပတ်စံကုန်သွားမှာဆိုလို့အဲ့တော့ကိုအင်ကြီးဘာလို့ပြောင်းမနေလဲပစ္စံကုန်သွားမှာဆိုလို့ ။ဘာလို့တင်တန်းတက်မနေလဲ?ပက်ဆန်ကုန်သွားမှာဆိုလို့။သူများတွေဆိုနိုင်ငံခြားမှာတိန်းကို90လား100လားတာသမီးတွေကိုပညာသူတို့သွားထားတယ်နော်။တချို့ကျောင်းနေဆိုလို့ရှိရင်ကလေးတွေကျောင်းတက်ခဇရိတ်ကနော်။အမေတနေ့တနေ့တိန်းကို400 500 1000အလောက်ကုန်တာနော်။အဲ့တော့ကိုတာသမီးကိုအလောက်တောင်ကိုထားမနေနိုင်ဘူး။ဟုတ်ပြီဒါဆိုလို့ရှိရင်ကိုချမ်းသာအောင်လုပ်ကြမယ်ရှင်မို့ပြောတာမဟုတ်ဘူးเนาะမရှင်ရအောင်เนาะဘယ်သူနဲ့မှမရှင်ရအောင်เนาะဒီချက်ပြောတာတော့ဘောပေါက်တော့เนาะဘယ်သူနဲ့မှမရှင်ရအောင်เนาะ အဲ့တော့ဘာလို့ကမှလဲပညာဖြစ်ရမယ်သူများတွေကကြိုသီးလို့စောသီးလို့နော်သူများတွေကကြိုသီးလို့စောသီးလို့ပညာတတ်တွေဖြစ်လို့စီးပွားဥစ္စာရှာဖွေရတာလွဲတယ်ကိုဘာလို့စီးပွားဥစ္စာရှာဖွေရတာခက်နေလဲကိုပညာမတတ်လို့အဲ့တော့ဈေးရောက်ကောင်းတယ်ဆိုလို့ရှိရင်လေဈေးရောက်ဈေးရောက်မကောင်းဆိုလို့ရှိရင်လေကိုကဈေးရောက်ကောင်းကြီးတွေမသိလို့ပေါ့ရှင်းရှင်းလေးကိုဈေးရောက်မကောင်းနေဘူးဆိုတာဈေးရောက်ကောင်းတဲ့ဈေးရောက်ကောင်းတဲ့နည်းတွေကိုကိုကမလေ့လာလို့ပေါ့ ဟုတ်တယ်မလားအဲ့တော့ပညာလေပညာဖြည့်ရမှာလေကိုသားသမီးဆိုလို့ရှိရင်လည်းကြီးလာတဲ့အချိန်မှာကြီးလာတဲ့အချိန်မှာသူတို့မစင်းရဲစေချင်ဘူးလားတချို့ကပညာပေးရတာအဲ့တော့ကြီးလာတဲ့အချိန်မှာဒီကလေးတွေကမအေကိုခံပြောတယ်ဖအေကိုခံပြောတယ်မိသားစုနဲ့မတက်မတင်မတင်နေဖြစ်တယ်အဆေးတွေအဆေးတွေချတယ်အဲဒီကလေးတွေဒုက္ခရောက်မယ်ဆိုဘာလို့လဲငငယ်ကကိုကသားသမီးကိုတေချာမတင်ချခဲ့လို့အဲ့တော့ကိုသားကောင်းသမီးကောင်းရချင်တယ်ဦးစားတာကောင်းချင်တယ် ချမ်းသာခြင်းနဲ့ဘာလို့ကမှလဲအခုဒီနေ့ငါစပြီးတော့ကြော်ဝါချမ်းသာစေတဲ့ပညာတွေစိတ်ချမ်းသာစေတဲ့ပညာတွေသင်ရတယ်ဒီတိုင်းထိုင်နေလို့မရဘူးအဲ့တော့အဲ့ဒီအရာတွေအားလုံးကတီချက်ကတက်ဆန်းသိရပေါ့နော်တီချက်ရဲ့ပညာရက်တွေနဲ့တီချက်ပညာဒါနလိုက်တွေထဲမှာသင်ထားပေးပြီးသားအော်တီချက်ပညာဒါနလိုက်တွေကိုကြည့်ရင်အကုန်အဆင်ပြေတယ်အချီးရင်အဆင်ပြေတယ်မိသားစုရင်အဆင်ပြေတယ်တာသမီကိုဘလို့ထိန်ရမှာအဆင်ပြေတယ်ကိုကိုတိုင်းလည်းဘလို့မျိုးကြီးဝါချမ်းသာအောင်လုပ်ရမယ်ဆိုတာတွေအဆင်ပြေတယ်ဒါကြောင့်တီချက်ကနှစ်နှစ်တာတီချက်မှာတီချက်ရှိမှာလာပြီးကြောက်တက်တာပေါ့ကွာ အဲ့တီချာဒီမမြင်ရတဲ့ဆွမ်းအားတွေပါတင်တာဖြစ်တဲ့အတွက်တီချာတို့ကသစ္စာတရားနဲ့အလုပ်လုပ်တယ်ဂတိတစ်ခုနဲ့အလုပ်လုပ်တယ်အဲ့တော့သစ္စာတရားပြည့်တဲ့လူဒိုးပဲဂတိမတည်တဲ့သူဒိုးပဲသူတစ်ပါးပေါ်ဖြန့်ချခြင်းတဲ့သူဒိုးပဲโอเคရိုးသားတဲ့သူကိုကြော်ဝါချမ်းသာအောင်တီချာကူညီပေး